င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ခရင်ပြည်နယ်မြောက်ပိုင်းမြို့ကဂျပန်စစ်တပ်လက်အောက်ခံ9ရက်ကွက်အုပ်ချုပ်ရေးမှုမပတာအစွန်ရောက်စိုင်းမျိုးညွန့်ဆိုတဲ့သူဟာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်10ဦးထက်မနည်းကိုမတိန်ချင်းမှုတွေလိန်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုတွေအတွက်တရားမျှတမှုကိုလက်ရှိအချိန်ထိမရှာနိုင်သေးဘူးလို့ကျူးလွန်ခံရသူမိန်းကလေးတချို့ကိုယ်တိုင်ပြောထားပါတယ် ကိုတိုင်းကပြည်မျိုးမှာပြူစော့တီအဖွဲ့ကနေကြော်ပြီးတော့လူငယ်တွေကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်စစ်တပ်နဲ့ပြူစော့တီအဖွဲ့တွေဟာသူတို့အချင်းချင်းစကားများရန်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့ကအချက်ဖတ်စစ်တပ်လက်အောက်ခံ9ရက်ကအုပ်ချုပ်ရေးမှုမဘာတာအစွန်းရောက်စိုင်းမျိုးညွန့်ဆိုတဲ့သူဟာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်စေဦးတက်မနေ့ကိုမဒိန်ချင်းမှုတွေလိမ်မိုင်းဆိုင်ရာကျူးလွန်ခဲ့မှုတွေအတွက်တရားမျှတမှုကိုလက်ရှိအချိန်ထိမရှာနိုင်သေးဘူးလို့ကျူးလွန်ခံရသူမိန်းကလေးတချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့အဲ့ဒီကင်းပြင်းတဲ့မြောက်ရီမြို့ကအကြံဖက်စစ်တပ်လက်အောက်ခံငားရက်ကွက်အုပ်ချုပ်ရေးမှုမပတအစွန်းရောက်စိုင်းမျိုးညွန့်ဆိုတဲ့သူဟာရဲရင်ရင်ကျင်းနမင်းနဲ့ဒမတ်စကူအခမဲ့စာတင်ကြောင်းဖွင့်ပြီးတော့ အတမပြည့်သေးတဲ့မင်္ဂလင်းငယ်ဆယ်ဦးထက်မနည်းကိုမဒိန်ချင်းမှုတွေလိန်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်လို့ကျူးလွန်ခံရသူမင်္ဂလင်းငယ်တချို့ကရန်ကုန်ခေတ်ကိုဆက်သွယ်ပြောဆိုလာပါတယ်။အဲ့ဒီပြစ်မှုတွေတဲက2018ခုနှစ်ပညာသင်နှစ်အတွင်းကအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတဦးရဲ့အခန်းထဲကိုဝင်ရောက်ပြီးတော့မဒိန်ချင်းခဲ့တဲ့အမှုဆိုရင်အခုအချိန်ထိအဲ့ဒီမဒိန်မှုကိုစစ်တပ်ကရောရဲကပါအရေးယူမှုမရှိဘူးလို့ဆိုပါတယ်။အလားတူ အဲ့ဒီအချမ်းဖက်စစ်တလောက်ခံမြောက်ရီမျိုး၅ရက်ကွက်အုပ်ချုပ်ရေးမှုစိုင်းမျိုးညွတ်ဆိုသူဟာအချမ်းမိန်ကလေးငယ်တွေကိုလည်းမဒိန်ကျင်နာတွေလိန်မိုက်ဆိုင်ရအမျက်ထုတ်တာတွေလှုပ်ဆောင်ခဲ့ရမှာစုစုပေါင်းမိန်ကလေးငယ်၁၀ဦးကျော်အထိရှိလာသလိုသူဟာဓမ္မစကူးကြောင်းတီထောင်သူဖြစ်နေတာရောလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းနေတာရောစစ်တလောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုဖြစ်နေတာတွေကြောင့်ပါဘယ်အဖွဲ့စည်းကမှသူ့ကိုအရေးယူမှုမရှိကြဘူးလို့ကျူးလွန်ခံရသူအမျိုးသမီးတချို့ကိုယ်တိုင်ကပြောထားကြပါလေတကယ်လို့သား အဲ့ဒီမြောက်ရီမြို့ငားရက်ကွက်အုပ်ချုပ်ရေးမှုမပတအစုံရောက်ဆိုင်မြို့ညွန့်ဆိုသူရဲ့လိန်မိုင်းဆိုင်ရာကျူးလွန်မှုတွေကိုအရေးယူမယ်ဆိုရင်ကျူးလွန်ခံရတဲ့အမျိုးသမီးတချို့ကလည်းနောက်ထပ်အမျိုးသမီးငယ်လေးတွေအဲ့ဒီလိုမဖြစ်အောင်လူရှိထွက်ပြီးတရားရင်ဆိုင်မှာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။အဲ့ဒီလိုအသက်မပြည့်သေးတဲ့မိန်းကလေးငယ်ဆယ်ဦးထက်မနည်းကိုမရင်ချင်းမှုတွေနဲ့လိန်မိုင်းဆိုင်ရာတွေကျူးလွန်နေတဲ့မြောက်ရီမြို့ကအချက်ဖတ်စစ်တဲ့လောက်ခံငားရက်ကွက်အုပ်ချုပ်ရေးမှုမပတအစုံရောက်ဆိုင်မြို့ညွန့်ဆိုသူဟာအသက်48နှစ်အရွယ်ရှိပြီးအိမ်အောင်ကွဲထားသူတဦးဖြစ်တယ်လို့ သူဟာចောင်းသူတွေထားတဲ့ border ဆောင်အနောက်ဘက်မှာပဲနေထိုင်ပြီးတော့သူမှာသားတူသမီးတူလည်းရှိတယ်လို့သိရပါတယ်။ရောင်းခက်တဲ့တဲ့ရင်ဌာနကနေအဲ့ဒီလိုလိမ်ပိုင်းဆိုင်ရာအမျက်ထွက်မှုတွေကျူးလွန်သူလို့ဆွဆွဲခံရတဲ့စိုင်းမျိုးညွတ်ဆိုသူနဲ့ဆက်သွယ်မေးမြန်းမှုစူးစမ်းခဲ့ပြီးမြဲအဆက်သွယ်မရခဲ့ပါဘူးခင်ဗျ။တစ်ဖက်မှာတော့ ရန်ကုန်မြို့တကုံးမြို့တစ်စကမ်းမြို့နယ်မှာရှိတဲ့ယူဇနာဥယျာဉ်မြို့တော်မှာစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးခင်မောင်စင်ဆိုသူကတိုက်ခန်းတွေစေးတုပ်ဖို့ဆိုပြီးတခန်းကိုတလငွေကျပ်တသိန်းလုံချုံရေးကြီးက3000စစ်မှုထမ်းကြီးကလစဉ်1000အပါဝင်အိမ်တော်စုတစုကို လစဉ်ငွေကျပ်တသိန်းကျော်အရမကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကိုယ်တိုင်ရန်ကုန်ခေတ်ကိုဆက်သွယ်ပြောဆိုလာပါတယ်ဒါကတော့အောက်တိုဘာလ18ရက်နေ့မွန်လွဲ2နာရီခွဲလောက်မှာပဲ အဲ့ဒီရန်ကုန်မြို့တကုံမြို့တစ်စိတ်ကမ်းမြို့နဲ့ယူစနဥယင်မြို့တော်အမှတ်64ရက်ကွက်ဖူဆယ်ဘောလုံးအကစားကွင်းမှာစစ်တလောက်ခန့်ရက်ကွက်အုပ်ချုပ်ရေးမှူးခင်မောင်စင်းဆိုသူကရက်ကွက်နေပြည်သူတွေကိုအစည်းအဝေးခေါ်ယူခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်အစည်းအဝေးအတွင်းရက်ကွက်ထဲမှာရှိတဲ့တိုက်ခန်းတွေကိုစေးတုပ်ဖို့ဆိုပြီးတိုက်ခန်းတစ်ခန်းကိုလာစဉ်ငွေကြေးတသိန်းကောက်ခံမဲ့အကြောင်းကိုစပြီးပြောဆိုရတာကနေရက်ကွက် လုံခြုံရေးအတွက်ကတခန်းကို၃တောင်း စစ်မှုထမ်းကြီးကတခန်းကိုငွေကျပ်တသောစုစုပေါင်းအင်တော်စုတစုကိုလစဉ်ငွေကျပ်တသိန်းတသောတထောင်ပေးရမယ်ဆိုပြီးအတင်းအဓမ္မကောက်ခံခဲ့တယ်လို့ဒေသခံပြည်သူတွေကိုယ်တိုင်ပြောထားပါတယ်အဲ့ဒီလစဉ်ကြီးတွေကိုလမဲ2026ခုနှစ်ဇန်နဝါရီလကစပြီးပုံမှန်ကောက်ခံသွားမယ်အကြောင်းအစည်းအဝေးခေါ်ပြောတာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာကစီးပွားရေးတွေကျက်တဲနေတဲ့အတွက်ပြည်သူတော်တော်များများဟာအဆင်မပြေမှုတွေနဲ့ဒုက္ခတွေရောက်နေရတဲ့အချိန်မှာအခုလိုရက်ွက်အုပ်ချုပ်ရေးမှုခင်မောင်စင်းဆိုသူတောင်းနေသလို တလငွေကျက်တသိန်းကျော်ကိုပုံမှန်ပေးဖို့ဆိုတာဘလို့မှအဆင်မပြေဘူးလို့လေအဲ့ဒီယူဇနာဥယျာဉ်မြို့တော်အမှတ်64ရပ်ကွက်မှာနေတဲ့ပြည်သူတို့ကရင်ကုန်ခေတ်တက်ကိုဆက်သွယ်ပြောဆိုထားပါတယ်ဒါအပြင်အဲ့ဒီအုပ်ချုပ်ရေးမှူးခေမောင်စင်းဆိုသူကစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတွက်ကိုလေရပ်ကွက်ထဲကပြည်သူတွေကိုဖိအားပေးပြီးမဲထည့်ခိုင်းနေတယ်လို့အဲ့ဒီအုပ်ချုပ်ရေးမှူးခေမောင်စင်းဆိုသူဟာစစ်တပ်နဲ့ပေါင်းပြီးတော့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ရန်ကနေရုံနဲ့မကအခုဆို ငွေကျပ်တသိန်းကျော်ကိုသူတို့ကိုလာစင်ပေးဖို့အတီလင်းတောင်းရန်လာပြီးဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းကပြည်မြို့မှာပြူစောတိအဖွဲကနေကြော်ပြီးတော့လူငယ်တွေကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်စစ်တပ်နဲ့ပြူစောတိအဖွဲတွေသူတို့အချင်းချင်းစကားများရပ်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့တက်တွင်းသတင်းရင်းမြစ်ကလည်းရန်ကုန်ခေတ်ကိုအတီးပြုပြောထားပါတယ်ဖြစ်စဉ်ကတော့ အော်တိုဘလ15ရက်နေ့ညပိုင်းကပဲပဲခူးတိုင်းပြည်မြို့ဘောကစင်စုရက်ကွက်ကန်းသားလမ်းမှာရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာထိုင်နေတဲ့အရန်မိသက်နှစ်ဦးနဲ့မြို့နယ်ထွေးအုပ်ရုံးကဆွေမျိုးတော်ဆက်သူတူအူကိုပြည်မြို့59ကိုတက်ရင်ရဲ့စစ်သားနယ်ပူစောထီတွေကနေကြော်ပြီးတော့လာရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ရုံရင်စံကတ်တွေဖြစ်ကြပြီးတဲ့နောက်အနီးနားမှာရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးတပ်ကစစ်သားတွေဟာအဲ့ဒီနေရာကိုရောက်လာပြီးအကုန်လုံးကို စစ်သားစုဆောင်ရေးတပ်ထဲခေါ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီနောက်တပ်ထဲရောက်တဲ့အချိန်မှာစစ်သားတွေကအဲ့ဒီလိုသူတို့တပ်နာအထိပေါ်တာလာဆွဲတဲ့ကိုငါကိုတက်ရင်ရဲ့ရက်ဝတ်စစ်သားနဲ့ပြူစော်တီအဖွဲ့ကိုနေကြော်ပြီးတော့ပေါ်တာလာဆွဲရမလားဆိုပြီးဝိုင်းဝန်းထိုးချိတ်မှုဖြစ်ပွားခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်ကလည်းဆက်ပြီးပြောထားပါတယ်။အဲ့ဒီနောက်မှာပဲထိုးချိတ်ခံရတဲ့ပြူစော်တီအဖွဲ့ဟာကိုငါကိုတက်ရင်ကသူတို့ရဲ့ဗိုလ်မှူးတအူးစီကိုဖုံးဆက်ပြီးတော့အကူအညီတောင်းတဲ့အချိန်အဲ့ဒီဗိုလ်မှူးက သူ့လူတွေကိုပြန်လှုပ်ပေးဖို့85တရင်ကိုပြောခဲ့ပြီမဲ့ဘုံမူးလဲခယူမဆိုင်ဘူးဆိုပြီးစစ်သားတွေကပြန်ပြောမှုကြောင့်အပြန်လန်ဆဲဆိုပြီးတော့ဖုံးချသွားတယ်ဆိုပါလေအဲ့နောက်မှာပဲည7နာရီလောက်မှာကိုငါကိုတရင်ကဘုံမူးဆိုသူအပါဝင်စစ်သားတွေနဲ့ပြည်မြို့ထွေးအုပ်ရုံးကအုပ်ချုပ်ရေးအဖွဲ့တွေပါအဲ့ဒီ85တရင်ကိုကားတွေနဲ့ရောက်ချလာပြီးသူ့ကိုဆဲဆိုတဲ့စစ်သားတွေကိုထုတ်ပေးဖို့ဘုံမူးကပြောဆိုရာကနေအပြန်လန်ဆဲဆိုမှုတွေထပ်ဖြစ်ပြီးတော့ နှစ်ဖက်ရိုက်ပွဲတွေဖြစ်ကုန်ကြတယ်လို့တက်တွင်းသတင်းရင်းမြစ်ကဖြစ်စဉ်ကိုပြောပြထားပါတယ်။အဲ့ဒီလိုရံပွဲဖြစ်ပွားပြီးတဲ့နောက်ပြည်တနာရဲ့အစဖြစ်တဲ့ပေါ်တာဆွဲခံရသူအရင်မိသက်နှစ်ဦးနဲ့မြို့နယ်ထွေအုပ်ရုံးကဆွေမျိုးတော်ဆက်သူတို့အူတို့ဟာပြန်လည်လွတ်မြောက်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျ။တဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်ကအကြောက်ကလက်မဘော်မှာအကြက်ဖက်စစ်တပ်စစ်ကြောင်းကူတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ကတိုက်ခိုက်သိမ်းဆုံးမှုတွေတော်တော်ကိုများသွားပြီး သူတို့စစ်သားမသားအလောင်းနေနဲ့ဒဏ်ရာရတဲ့သူတွေကိုမုံရွာမြို့ပေါ်ပြန်တဲသွားကြတယ်လို့မုံရွာမြို့နယ်ပောက်ကဖားရဲ့တာဝန်ရှိသူတို့ကရငုံခစ်တိကိုပြောပါတယ်ဒါကတော့အော်တိုဘလာစခိုင်းနေကပဲမုံရွာမြို့နယ်စီးပွားရေးတပ်တော်မှာတက်ဆွဲထားတဲ့အချမ်းဖက်စစ်တပ်ဟာအင်အား100လောက်နဲ့ကြောက်ကလမ်းမဘုတ်ကိုရောက်လာတဲ့အချိန်မြို့နယ် PD ရဲ့တရင်တပ်ဖွဲ့တွေပောက်ကဖားတွေနဲ့တော်လိုင်းရေးတပ်တွေပူးပေါင်းပြီးဝိုင်းဝန်းတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့ စစ်တပ်စစ်ကြောင်းဟာကစင်ကလေးတွေဖြစ်ပြီးတော့သူတို့ဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများသွားကြသလိုသူတို့စစ်သားမပါအလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေပေါ်ဆွဲတင်ပြီးမုံရွာမြို့ပေါ်ပြန်တဲသွားကြတယ်လို့မုံရွာမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိမုံရွာမြို့နယ်မှာဒေါ်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်တပ်ကပြန်လဲထိန်းချုပ်ခြင်းနဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေသွားသွားလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာဒေါ်လိုင်းတက်တွေရဲ့တိုက်ခိုက်ခြင်းမုံမှုကိုခံရပြီး အခုလိုပဲပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေဒါဖြစ်နေတယ်လို့ဒေတာတွင်းသတင်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလည်းစကိုင်းတိုင်းမြင်းမှုမြို့နယ်မှာရှိတဲ့အကြပ်ဖက်စစ်တပ်ရဲ့တောချောင်းဦးရဲကင်းကုန်းစခန်းကိုတော်လန်ရေးတပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကပြင်းထန်ဒဏ်ရာရတဲ့သူတွေနဲ့ထိခိုက်မှုတွေရှိထားတယ်လို့ Sniper Ranger Force LPDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အော်တိုဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မြေမူမျိုးနယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တော်6ဦးရဲကင်းကုန်းစခန်းကို Sniper Ranger Force LPD ရဲ့တပ်ဖွဲ့အပါအဝင်နယ်မြေကန်ပကပပပအဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ကပြင်းထန်ဒဏ်ရာရတဲ့သူတွေနဲ့ထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုသိထားရတယ်လို့ Sniper Ranger Force LPD ရဲ့ပြတော်ဝင်ရှိသူတို့ကပြောထားပြီးအဲ့ဒီတော်ချောင်းဦးရဲကင်းကုန်းစခန်းဟာဒေါ်လာရေးတပ်တွေသိမ်းပိုက်ဖို့ကြံနေတဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်းကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအနီးအနားမှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးတာတွေလာလုနေတဲ့အတွက်ပြည်သူတွေဟာရွာထဲမှာမနေရတော့ပဲဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အညာပြတိုင်းတောင်လေးမြအဖွဲ့ရဲ့တာဝန်ရှိသူတူကရှန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့အော်တိုဘလာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်းကုမ္ပဏီကနေထွက်လာတဲ့အင်အား150ဝန်းကျင်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ နီနာမှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးတာတွေလာလုံနေတယ်ဆိုပါတယ်။အဲ့ဒီလိုအကြံဖက်စစ်တဲ့စစ်ကြောင်းကြောင့်ပဲအနီနာမှာရှိတဲ့တုံခြေရွာကပြည်သူတွေအပါဝင်ပတ်ဝန်းကျင်တဝိုက်ခြေရွာတွေကပြည်သူတွေပါရွာတွေတဲမှာမနေရတော့ပဲဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အညာပြတိုင်းတောင်လေးမြောက်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီလိုအကြံဖက်စစ်တဲ့စစ်ကြောင်းတွေဟာခြေရွာတွေတဲကိုဝင်ရောက်ပြီးဆိုတာနဲ့ပြည်သူတွေကိုရန်သူလို့သဘောထားပြီးနေအိမ်တွေကိုမိရှို့တာတွေ ပြည်သူတွေကိုဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေမိန်ကလေးတွေဆိုလည်းမဒိန်ချင်းတပ်ဖြတ်တာတွေပါလုပ်ယုံနေမကသူတို့စိတ်တိုင်းမကြတဲ့ပြည်သူတွေဆိုတနက်နဲ့ပြစ်သက်တာတွေပါလုပ်တဲ့အတွက်အညာမှာရှိတဲ့ကြေးရွာနေပြည်သူတွေဟာအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေလာပြီးဆိုတဲ့အတန်ကြားတာနဲ့ဘေးလို့ရတွေကိုအတိအသင့်ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေတွေဖြစ်တယ်လို့လေဒေတာတွင်တရင်အရင်မြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကအင်ဂျင်မြိုင်ရွာမှာရှိတဲ့တဲဆက်ကိုစိတ်မချလို့တွားရောက်ကြည့်ရှုတဲ့ပိုင်ရှင်ဖြစ်သူနဲ့အလုသမားဖြစ်သူနှစ်ဦးကိုအချမ်းဖက်စစ်တပ်ကစနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်နှစ်ဦးစလုံးတေဆုံးသွားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါကတော့မြောက်ရီမြို့နယ်မှာတိုက်ပွဲတွေကြောင့်ထိုင်းဘက်ကစစ်ဘေးတိမ်းရှောင်နေတဲ့မြောက်ရီမြို့ကတဲဆက်ပိုင်ရှင်ဖြစ်သူဟာအလုသမားတဦးနဲ့အတူအော်တိုဘာလ16ရက်နေ့ကပဲသူ့ရဲ့တဲဆက်ရှိရာအင်ဂျင်မြိုင်ဘက်ကိုစိတ်မချလို့လာရောက်ကြည့်ရှုခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲ တိုက်ပွဲတွေကြောင်းပိတ်ထားတဲ့သဲဆက်ရှိရာအင်ဂျင်မြိုင်ဂိတ်ကိုဖြတ်တဲ့နေရာမှာလေအချမ်းဖက်စစ်တပ်ကအဲ့ဒီသဲဆက်ပိုင်ရှင်တဲ့လူတမဖြစ်သူတို့နှစ်ဦးကိုစနိုက်ပါနဲ့ပစ်ခတ်လိုက်မှုကြောင့်နှစ်ဦးစလုံးတေဆုံးခဲ့ရတယ်လို့မြို့ကန်တွေကပြောထားပါတယ်အဲ့ဒီလိုစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်တေဆုံးသွားတဲ့သဲဆက်ပိုင်ရှင်တဲ့လူတမဖြစ်သူတို့နှစ်ဦးကိုဒီကနေ့အော်တိုဘလ19ရက်နေ့မှာပဲတကြိုးဖို့လှုပ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ โอเคตะกร้าของยองคิดิกานี่ดิเกมะเนคิน okay. okay.